တော့အခုဒီမှာ file print နေတဲ့အချိန်မှာတော့အောင်ရှင်းကိုတွေ့ချက်နော် student pass page ဆိုတာရှိဟာလားအဲ့ဒီနေလား student pass page မှာဒီလိုမျိုးအောင်လဲကြာတယ်နောက်ခါကျ D ထွက်တယ်အဲ့လိုမျိုးတုံးချက်နော်အဲ့ဒီပုံစံမျိုးတုံးမယ်ဆိုရင်ရင်းဆုံးဒါကိုဆက်လက်မလိုက်နဲ့ဒါပြတ်ထားပြီးသားနော်ဖြစ် delete key name ဖြစ်အဲ့တွက်ချင်တဲ့အကွက်မှာ edit ဆက်ထားနော်ပြီးရင် keyboard ကရဲ့အချက် equal ဒါဆိုအီကွယ်တင်နေတာစစ်ချင်တာကဒီအေးမို့ကြောင်းသူရဲ့အင်္ဂလိပ်စာအမှတ်ဒါ86မှတ်ရတယ်ဒါပေမဲ့ဒီမှာကြာတာလည်းဖြစ်နိုင်တယ်အောင်တာလည်းဖြစ်နိုင်တယ်ဒီထွက်တာလည်းဖြစ်နိုင်တယ်အဲ့တော့စစ်ချင်တာဖြစ်တဲ့အတွက်စစ်တဲ့အခါမှာကိုနေရှင်က if ကိုပြောတယ် if if နာပြီးရင်ဝင်းစာလေးရောက်ဝင်းစာလေးရိုက်လိုက် best way shift နဲ့ဟုတ်တယ်အဲ့တော့ if ရအောင်မှာသူဘာရေးထားဆိုတော့ logical test လို့ရေးထား logical test ဆိုတာကတမီးဒီမှာစစ်တဲ့ဟာလေဒါဆိုရင်ဒီ emotion ရဲ့အကြောင်းတူရအမှတ် အမှတ်ဆိုတော့ဒီအမှတ်ရှိတဲ့အကွက်ကိုနှိပ်ရမှာနော်ကလေးဒါဆိုဒီမှာ D5 ဖြစ်သွားတယ်တကယ်လို့ဒီမှာမစစ်ဖက်နဲ့ဒီအောက်ကွက်မှာစစ်မယ်ဆိုဒီအောက်ကွက်မှာကလေးနှိပ်ရမှာနှိပ်ပြီးသွားရင်ဒီအမှတ်ကဘာလို့လဲဆိုတော့ greater than greater than and less than less than greater than အဲ့လိုရိုက်ထရမှာနော်အဲ့တော့အမှတ်ဆိုတော့ D5 ဆိုတဲ့ဆဲကွက်မှာရှိတဲ့အမှတ်က greater than D ဆိုရင်ဘယ်နှမှတ်ရရင် D ထွက်လဲ ဘယ်နှမိုက်ရင်ထိထွက်လဲ80လား80 80အဆို80 radar than 80လို့80အဲ့လို80လို့ပြောပါဆိုအထက်ဖြစ်တယ်ဆိုရင်ဒီလို့ပြောချင်တာအဲ့ဒါသူ့ရဲ့ logical test ဆို condition ကိုပြောတာနော်သူကမြင်မြချင်း80ဖြစ်ခဲ့ရင်ဒါမှ greater than 80ဖြစ်ခဲ့ရင်အပြည့်အမှန်ထွက်ချင်တာ comma ပို့ comma ဖြစ်ခဲ့ရင်သူ့ဘာလို့ခေါ်မလဲဆိုတော့ဒီထွက်တယ်လို့ခေါ်မလဲ အဲဆိုရင် open inverted comma level less than shift ညာဘက်လက်သန်း b ထွက်ဒါ open inverted comma နော် d ထွက်တာလို့ပေါ်ကျင်တာဒါကြောင့် d လို့ရိုက်ထည့် d distinction ပေါ့အရှိရကျင်တော့ d ပေါ့နော်အဲဒါဆိုရင် close inverted comma ပြီး comma ကိုလိုက်ဒါဒါ queen byte ပုံသေး best way comma ကိုရအောင်ဘာလို့လဲဆိုတော့ဒီမှာရှိတဲ့ if ရ logical test ဆိုတာ d d5 greater than 80ဆိုတာဒါ logical test ပြီးရင်ဂျာမန်ပြည်တာကော့မာပါတယ်မှန်ခဲ့ရင် value if true ဆိုမှန်ခဲ့ရင် d လို့ပြောတာဒါဆိုရင်80အထက်ဖြစ်ခဲ့ရင်သူပါတယ် d လို့ပြီးမယ်ပြီးရင်နောက်ထပ် quotation ထပ်ဆက်ရမှာမဟုတ်ဘူး if ထပ်ထည့်ပြရ if ပြီးရင် queen ဆာပြင်ဆက်ဖို့ကိုပဲစစ်မှာပဲလေဒီအကွက်ကိုပဲစစ်ချင်တာနော်အဲ့တော့ d အကွက်ဒီပါလို့လဲ d5 d5 လဲတဲ့ d5 ဒါအသေးရရအကြီးရရကလစ်နေလဲရတယ်နော်အဲ့တော့ဒီကကျတော့ d5 က greater than greater than 40အထက်ဆိုပါလေအောင်းတာပေါ့လားအဲ့တော့ကြာတော့40ပြီးရင်ဒါတည်တဲ့ဘာနဲ့တူပဲလေ logical test နဲ့အတူတူပဲဒီဟာမှန်ခဲ့ရင်ဆိုတော့ဘာကုတ်လဲကွန်မာကုတ်တယ်အဲပြီးရင် pass လို့ရေးမှာဒါပေမဲ့အဲ့ pass ဒီစာသားဖြစ်တဲ့အတွက်ဘာနဲ့ကြာလဲ open invalid ကွန်မာ open invalid ကွန်မာ pass pass ပြီးတော့ရင် close invalid ကွန်မာ close invalid ကွန်မာအဲဒါဆိုအခုဒါ40အထက်ဆိုပါလေ pass 50အထက်ဆိုကွန်မာကုတ်လိုက်တယ် open inverted comma close inverted comma အတွင်းထဲမှာပေါ်ခြင်းနဲ့စာ pass လို့ပေါ်ခြင်းလို့ပြီးရင် comma ထပ်ကုန် comma ဆိုတာဒါလေးကိုပြောတာ value true ဆိုတာ pass အဲ့ greater than 50မဟုတ်ခဲ့ရင်ဆိုတာဒီနောက်ကပါလေ false ဖြစ်သွားပြီ false ဖြစ်သွားရင်50 out ဖြစ်သွားရင်ပါလေရှုံးတာဖြစ်သွားရင်ရှုံးတာကြတော့ open inverted comma fail လို့ရေးလိုက် f a i l if နဲ့ test စစ်ရအောင် ဒီပထမ if နဲ့စစ်ထားတယ် pass ဒါမှန်ခဲ့ရင် pass ပေးမယ် greater than မဟုတ်ရင် fail ပေးမယ်အဲ့တော့ close inverted comma ပြီး win back ပြီး enter ခောက်လို့အဲ့ဒီကို enter ခောက်လို့မရဘူးဘာလို့လဲဆိုတော့ဒီ condition ကိုကြည့်ဒီဆက်စားခြင်း condition က if greater than ဒါ condition တခုဒီ5 greater than 80ဆိုတာ condition တခုနော်အဲ့ condition မဟုတ်ခဲ့ရင် ဆိုတော့ကြာတော့ဒီ condition မှာဒီမှာလေ greater than တခုပါတယ်ဒီမှာ if မှာလည်းပါတယ် greater than တခုပါတယ်ပြီးရင်ဒီ if မှာဒီမှာ queen စပါတယ်အဲ့ queen စရဲ့ queen bait ကဒီနောက်မှာရှိတယ်ဒီရဲ့ queen စရဲ့နောက်ထပ် queen bait တခုထပ်လို့လာပေါ့နော်အဲ့ဒါ queen bait ဟင်းပြန်ပြောမယ် define ဆိုတာကသူစစ်ချင်တဲ့ဈေးကွက်အင်္ဂလိပ်စာအမှတ်က greater than 80 80အထက်ဖြစ်ခဲ့ရင်ဒါပထမ condition true ဖြစ်ခဲ့ရင်80အထက်ဖြစ်တယ်ဆိုရင်သူ့ကို D ပေးမယ်အဲ့ဒါဆိုဒီရဲ့အနောက်မှာတော့မဟုတ်ခဲ့ရင်အမှန်မှန်မှာတော့ပါလို့ pass ပြင်မှာ pass ကိုပဲတွားနှစ်မျိုးထပ်ခွဲခြင်းလို့ပြော condition ထပ်စစ်တာအဲတောင်းထက်ထပ်ခွဲမှာဒီ80မဟုတ်တော့40အထက်ဆိုတော့80နဲ့40ကြာဖြစ်သွားတယ်80နဲ့40ကြာဆိုပါလေ pass တကယ်လို့40အထက်မဟုတ်တော့ဘူးဆိုပါလေအောက်ဖြစ်သွားမယ်အောက်ဖြစ်တယ်ဆိုရင်ဒီပါလေ fail ဘယ်လိုရေးရနော်ပြီးရင် under ခအဲ့မှာခွေးပိတ်နှစ်ခုမပါရင်အဲ့ဒါကြာတယ်နော်ဒါဆိုဒီမှာ D ပြတယ်အဲ့ဒီပြထားတဲ့ဟာကိုအော်တိုဖေးဆွဲချမယ်ဒါဆိုဒါ86နော် auto face ဆို plus ပုံစံဖြစ်အောင်ထားပြီးအခုဆွဲချလိုက်။ဒါဆိုဒီထဲမှာဒီမှာ40တဲ့40ကိုသူဖေးပေး။ဘာလို့လဲကိုဖြည့်ခဲ့တာက equal မပါဘူး။ equal ဆိုရင်လည်းသူပါတယ်။အောင်လည်းဖြစ်ရမှာလေ။ဒါဆိုဒီမှာပြန်စစ်ဖို့လိုပြီးတွေ့လား။နော်ဒီနေရာမှာဘာလို့လဲနှစ်ချက်နှိမ့်လိုက်။နှစ်ချက်နှိမ့်လိုက် equation နေရတယ်။ဒါမှမဟုတ်ရင်လည်းသူဘာလို့လုပ်ရလဲဆိုရင် enter ခောက်လိုက်။ဒီ equation ပြောက်ချင်တယ်ဒီထဲကနေတော့ကြည့်လို့ရတယ်တွေ့လား။နော်။ဒါဆိုဒီမှာ ဒီ5ဒီဘလောက်ကနေလဲဒါနောက်အကွက်ဖြစ်သွားလို့နော် enter ချက်ခါဒီအကွက်မှာပဲနှိပ်လိုက်မယ် d5 က greater than 80ပြီးရင်ဒီမှာပါလေ d5 က greater than တော့ equal 40ဖြစ်ရမှာလေဒါကြောင့်40အမှတ်ကျသွား fail ဖြစ်နေတာအဲ့တော့ရိုးရိုး equal ထည့်လိုက် equal တင်ပြတာထည့်လိုက်အဲဟုတ်ပြီ greater than တော့ equal ဆိုရင် equal ညီရင်လည်းသူ pass ပေးမယ်ဒါကြတော့မှ enter ခါဒါဆိုဒီအောက်မှာကဘာဖြစ်သွားလဲဆိုရင် ဒီမှာက fail ဖြစ်နေရယ်နော်40ကို fail ဖြစ်နေရယ်နောက်ထပ် formula copy ပြန်ကူလိုက် formula copy ကသတိပေးတာနော်ဒါဆိုရင်ဒါ pass ဖြစ်သွားတယ်အဲဆိုအဲ့ချိန်မှာဒီမှာအမှတ်ပြင်ကြည့်လိုက်မယ်30ပြင်ကြည့် enter ခကြည့်လား fail ဖြစ်သွားတယ်တကယ်လို့40ဆိုတော့ equal ပါတယ်ဆိုအဆင်ပြေရယ်ပေါ့နော်ဒါကဘာလဲဆိုတော့အောင်နာရယ်ရှုံးနာရယ်အောင်နာရှုံးနာပြီးရင် d ထွက်တာကိုတွေ့လားဘာနဲ့တွေ့လိုက်လဲဆိုတော့ if condition ကိုတုံးပြီးထွက်လိုက်တယ် နှစ်ချက် if condition နော်အဲ့တော့ if condition တွေ့ချင်တာဒီ under ခါဒီဘက်အခွက်ဆိုရင်ဒါမြန်မာစာအမှတ်အဲမြန်မာစာအမှတ်တွေဆိုလဲဒီ equation တိုင်းမှာအမှသူ့ရဲ့ဘေးမှာသိချင်တယ်မဟုတ်လားဒါဆိုဒီဘေးမှာဘာလို့လဲ column အစ်ထည့်လိုက်ပေါ့ဒီမှာ click နှိပ်မယ် right click နှိပ်ပြီး insert နဲ့ထည့်လိုက်နော်ပြီးရင်ဒီရောင်ရဲ့ဘာလို့လဲဒါဆိုနေရာမှာသွားပြီ right click နှိပ် delete နဲ့သွားမြန်မာစာရဲ့အောင်ဆုံးသိချင်တာလေဒါဆိုဒီမှာ click နှိပ် right click နှိပ် insert အဲဒါဆိုဒါလေးဝင်သွားပြီနော်ဒါလေးဝင်သွားရင်ဒီရဲ့ဟာ copy ရင်ကူးလိုက်ဆက်လက်မှတ်တယ် copy ကူးတယ်ဒီဒီမှာ click နှိပ်တယ် paste ကပါ enter enter ကနော်အဲဒါဆိုရင်ဒီရဲ့ condition အတိုင်းပဲသူဝင်လာပဲလीဟာလာအဲ့တော့မှသူ့ကိုမလုပ်နဲ့အောက်ကအဲသူ့ရဲ့ condition ကိုစစ်ကြည့်လိုက်ဒီဟာဝဲသူသွားစစ်တာပဲဟုတ်လားအဲအကွက်လေ f5 f5 ကိုစစ်တယ်ဆိုတော့ကိုစစ်ချင်တာတရား d5 ကိုစစ်မှာလား enter ခါ ဒီမှာ F5 ကိုစစ်တယ်ဒီလားမှန်တယ်เนาะအဲ့ဒီတွေဒီမှာကြာရင်လည်းအတူပဲ formula အောက်ကို select ချလိုက်လို့ရတယ်။ဒါဆို D ရေးကြီးရဲ့ fee မရှိဘူး။အဲ့တော့40တခုလောက်ဖြည့်ကြည့်မယ်ဒီမှာလည်းဖြည့်40 enter ခ password တွေ့လားနော်ဒီမှာက35ဖြည့်ကြည့် enter ခဒါဆို fee နော်အဆိုအောင်ရှုံးဆိုရင်တော့ဒီနည်းနဲ့တွေ့ရတယ်။ဒါတခုချင်းစီရေးပေးမှတွေ့တာလေ။အားလုံးရဲ့တွေ့တယ်ဆိုဒီဘေးမှာ password ဆိုပြီးတွေ့လို့ရတယ်နော်။ 还是三月八八日，八五纳米，中兴。